iPhone ကင်ပြီးတော့တချို့တွေကတတိမမှုဖြစ်ခဲ့ကြရတယ်ပေါ့နော် setting တချို့ရှိတယ်ပေါ့အဲ setting လေးတွေကတော်တော်လေး smash ချပြီးတော့တော်တော်လေးမိုက်တယ်ပေါ့ဗျာအဲ့ဒါကိုကျွန်တော်ဒီနေ့မှလူကြီးမင်းတို့ကို sharing လုပ်ပေးသွားပါမယ်အဲ့တော့ကျွန်တော်ပထမဆုံးတစ်ခုက dim flashlight ပေါ့နော်အဲ့တော့ကျွန်တော်ဘယ်လိုသွားလုပ်မလဲဆိုရင်ဥပမာ setting တွေကိုသွားလိုက်မယ်။သွားပြီးတော့ accessibility ရှိမယ်။သွားပြီးပြီဆိုရင်ကျွန်တော်ဒီမှာ motion ဆိုတာရှိတယ်။ motion လေးကိုနှိပ်လိုက်မယ်။ နေပြီးသွားပြီဆိုရင်ကျွန်တော်ဒီ motion နဲ့မှာ dim flashing light ဆိုပြီးတော့ရှိတယ်။အဲ့ဒါလေးကိုကျွန်တော်တို့က on off လုပ်လိုက်လို့ရတယ်ပေါ့နော်။အဲ့ဒါဘာလို့ on လာလဲဆိုရင်ကျွန်တော်တို့ကအကယ်၍ပေါ့နော်ဒီ video content တွေ video တွေကြည့်တဲ့အခါမှာဒီ video ထဲမှာဥပမာသဘောကမူချိုးပစ်လိုက်တာလို့လျက်စီးလက်လိုက်တာမျိုးပေါ့နော် flash ဖြစ်သွားတဲ့ဥစ္စာတွေကြတော့တစ်ခါလေကြာရင်ကျွန်တော်တို့အမောင်ထဲမှာဒီ video ကြည့်နေတဲ့အခါမျိုးတွေမှာဆိုမျက်စိပြတ်တက်တာဖြစ်တဲ့အတွက်ကြောင့်သူကအဲ့လိုမျိုးအချိန်မျိုးဆိုရင်သူက auto ပေါ့နော် ဒီဥစ္စာလေးကမှိန်ပြီးသွားမယ်ပေါ့ screen ကနည်းနည်းမှိန်ပြီးသွားမယ်ဆိုတဲ့သဘောမျိုးပေါ့ဒါလေးကိုဖွင့်ထားမယ်ဆိုရင်သူက screen ကမှိန်ပြီးသွားမယ်ပိတ်ထားမယ်ဆိုရင်တော့ပုံမှန်အတိုင်းပဲသွားမယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်က on off လုပ်ထားလို့ရတယ်ဒီ setting ထဲမှာပေါ့နော်ဒါတစ်ခုပေါ့နော်နောက်တစ်တစ်ခုကပါလဲဆိုတော့ Apple Music တမားရိအတွက်ပါအဲ့ Apple Music ကိုကျွန်တော်တို့ဒီမှာဒီနေ့စဉ်ပေါ့နော်တခြင်းတွေဖွင့်မယ်ဘာညာပေါ့ဗျာကျွန်တော်တို့တခြင်းနောက်ထောင်တော့ဘာလို့တော့ရှောက်ကျွန်တော်တို့အသုံးပြုလေးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ Apple Music ကိုသုံးတဲ့အချိန်မှာပို့ပြီးတော့ music ရဲ့ feeling ကိုအပြည့်အဝခံစားရစေဖို့ ဒီ iOS မှာပေါ့နော် feature လေးအစ်တစ်ခုပေါင်းထည့်ထားပြီပေါ့နော်အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ဒီမှာဒီ control center ကိုချလိုက်မယ်ပေါ့နော်ချပြီးတော့ကျွန်တော်တို့နေရာလွတ်တဲ့နေရာလေးမှာကျွန်တော်တို့နည်းနည်းလေးဖိလိုက်မယ်ဖိပြီးတော့ကျွန်တော်က control တစ်ခုထည့်လိုက်မယ်ပေါ့နော်အဲ့ဒါမှာကျွန်တော်တို့ကဘာထည့်မလဲဆိုရင်ဒီမှာဒီ search ထဲမှာပဲရှာလိုက်မယ်ပေါ့နော် music ဆိုပြီးတော့ရိုက်လိုက်မယ် music ဆိုပြီးရိုက်လိုက်ပြီဆိုရင်ဒီမှာ music haptic ဆိုပြီးတော့ရှိတယ်ပေါ့နော်ဒါလေးကိုကျွန်တော်တို့တစ်ချက်နေလိုက်မယ်တစ်ချက်နေလိုက်မယ်ပြီးပြီဆိုရင်ကျွန်တော်ကဒီကောင်လေးကိုတန်းသုံးလို့ရတယ်ပေါ့နော်သူ့ရဲ့သဘောကပါလဲဆိုတော့ကျွန်တော်တို့ဒီဥစ္စာကိုဖွင့်ပြီးတော့ဒီတခြင်းကိုပေါ့နော်ကျွန်တော်တို့ Apple Music ကိုသုံးတဲ့အခါမှာတချို့ supporting လုပ်တဲ့ music တွေမှာဆိုရင်သူက vibrate ကဒီ beat အတိုင်းမြည်မှာပေါ့နော်ဟိုသဘောကဗျာကျွန်တော်တို့ဒီတခြင်းကဟို bass line တွေပါလာတယ်ဆိုရင်သူကပါဒုတ်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 ဆိုပြီးတော့အဲ့လိုမျိုးမြည်မှာပေါ့နော်အဲ့တော့ဒါလေးကတစ်ခုပေါ့နောက်တစ်ခုကပါလဲဆိုတော့ကျွန်တော်တို့ဒီ guided access ပေါ့နော် guided access ကဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်တို့ဒီ screen မှာပေါ့နော်အဲ depth ပုံတို့ video တို့ကျွန်တော်တို့ဒါ camera တို့ Facebook တို့ခုသုံးနေတယ်ဆိုကြပါစို့အဲ့လိုမျိုးသုံးနေတဲ့အချိန်မှာဥပမာဓာတ်ပုံကိုကျွန်တော်ကတခုခုကျွန်တော်ကြည့်နေတဲ့အချိန်မှာပေါ့နော်ဒီပုံကိုပဲကြည့်တခြား app တွေကိုမသွားနဲ့ဆိုတဲ့သဘောမျိုးနဲ့ app တခုခုတွေဝင်နေတဲ့အချိန်မှာတစ်ဖက်ကိုတခြား app ကိုကူးလို့မရအောင်ကျွန်တော်က lock ချထားလိုက်လို့ရတယ်ပေါ့နော်အဲ့တော့ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ကဒီမှာ setting တွေကိုသွားမယ် accessibility တွေကိုသွားမယ်ပြီးပြီဆိုရင်ကျွန်တော်ဒီမှာ hook အောင်ပါပေါ့နော် guided access ဆိုတာရှိတယ်အဲ့ဒါလေးကိုကျွန်တော်က online ပဲပေါ့နော် online ပြီးပြီဆိုရင်ကျွန်တော်ဒီမှာ passcode တွေပါနေရရှိမှာပေါ့နော်ဒါ passcode ကိုကျွန်တော်တို့ထားထားလို့ရတယ်ပေါ့နော်ကိုယ့်အကို main ရဲ့ passcode တိုင်းထားထားတာပိုကောင်းတယ်ပေါ့အဲ့ဒါမှကျွန်တော်တို့မမေ့မှန်းတယ်မို့ဆိုရင်တော့မေ့မှာပေါ့ဗျာ အဲ့တော့ကျွန်တော်က guided access ပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာ accessibility shortcut ဆိုတာရှိရယ်အဲ့ထဲမှာကျွန်တော်ကဒီမှာ guided access လေးကိုရွေးထားလိုက်ပါတော့ဒီမှာတော့သူကဘေးအရာရွေးပြီးသွားဘာမှလုပ်စရာမလိုတော့အပြင်ပြတ်ထွက်လာအပြင်ပြတ်ထွက်ပြီးတော့ကျွန်တော်ဒီမှာဒီ site button ကိုပေါ့နော်သုံးချက်နှိပ်လိုက်မယ်အဲ့တော့အဲ့ဒါပြီးပြီဆိုရင်ကျွန်တော်အပြင်လေးတစ်ချက်ပြန်ထွက်မယ်ပြန်ထွက်ပြီးတော့ကိုကပေါ့နော်ဘယ် app ထဲကိုကိုကဘယ်လိုလုပ်ချင်လဲဆိုတာအရေးကြီးတယ်ဒီလိုဓာတ်ပုံကြည့်နေတဲ့အချိန်မှာကျွန်တော်ကဒီဥစ္စာကိုပုံကိုတစ်ဖက်လူကိုပြမယ်ဆိုရင်ကျွန်တော်လော့ချလိုက်မယ်ပေါ့နော်ဟိုကဒီမှာဆိုရင် site button ကိုသုံးချက်နှိပ် ဒါဆိုရင်သူကဒီလိုမျိုးလေးမြင်ကွင်းနှိပ်ပြပေးမှာပေါ့နော်အရေးကြီးဆုံးအချက်တစ်ခုရှိတယ်ပေါ့နော် optional ကိုသွားမယ်တော်တော်အရေးကြီးတယ်နော်အဲ့ဒါဒီမှာဆို site pattern ကိုဖွင့်ထားဖို့လိုရပါတော့။အကယ်၍ဒီဥစ္စာကဘာလို့ဖွင့်ထားဖို့လိုရလဲဆိုအကယ်၍ဒီကိစ္စကပေါ့နော်။ကျွန်တော်တို့ထွက်လိုက်မယ်ဆိုရင် site pattern ကိုတုံးချက်နှိပ်ရမှာ။အဲ့တော့အဲ့လိုမျိုးနှိပ်ဖို့အတွက်ကိုဒီမှာ site pattern ကို assess မလုပ်ပေးခဲ့ဘူးဆိုရင်ဒီကောင်းတိုင်ပတ်သွားလိမ့်မှာပေါ့နော်။ဖွင့်ရပိတ်ရတာအဲ့ကြရင်နောက်ထပ် extra step တွေထပ်ပြီးဝင်လာလိမ့်မှာပေါ့နော်။အဲ့ဒါ အဲ့ဒါလေးအရေးကြီးတယ်ဒီ volume pattern ကလည်းဘာမှမလုပ်လို့ဒါတစ်ဖက်ကိုပေးထားလိုက်တဲ့အချိန်မှာသူအတိုးချေလုတ်စီပေါ့ဟုတ်တယ်မသဘောကအဲ့လိုမျိုးကျွန်တော်တို့ကဒီဘက်မှာအခွင့်အရေးပေးပြီးတော့ down လေးလုပ်လိုက်မယ်လုတ်ပြီးသွားပြီဆိုတော့ကျွန်တော်ကဒီမှာ stat ဆိုတာရှိတယ်ဒါလေးတစ်ချက်နိုင်မယ်နောက်ပြီးသွားရင်ကျွန်တော်ဆွမ်းနာတော့ထည့်ထားတဲ့ password လေးထည့်လိုက်ပေါ့ဒါဆိုရင်သူက guided access ကစပြီပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကဒီမှာကိုကိုကြိုက်တဲ့ပုံတွေကိုကိုကိုဒီလိုတစ်ဖက်ကိုပေါ့နော်တစ်ဖက်ကိုကျွန်တော်တို့ကပြပေးထားလို့ရတယ်ကျွန်တော်တို့တခြားနေရာကိုသွားခြင်းနဲ့ဆိုရင်ဒါသူကသွားလို့မရတော့တာဒီမှာဆိုရင်သူအပြင်ကိုပြန်ထွက်လို့မရတော့ဘူးပေါ့နော် အဲ့တော့ဒါသူ့ရဲ့ဒီ guided access လေးရဲ့ဟို function လေးပေါ့အဲ့ဒါကိုကျွန်တော်တို့ကတော်ပြီဒီဥစ္စာမကြည့်ချင်တော့ဘူးဒါကိုးစီကိုပြန်ရောက်လာပြီဆိုကိုကပြန်ဖွင့်လိုက်ပေါ့နော်ဒီမှာ၃ချက်လေးနေလိုက်1 2 3ဒါဆိုရင်ကျွန်တော်စနာ password လေးထည့်လိုက်ပေါ့နော် password တွေကရေးကြည့်ရပါလဲဆိုတော့ကျွန်တော်တို့ကဒီ password တွေကိုကိုကမမတ်ဟိုမမေ့ဘူးလို့အပ်တယ်ပေါ့နော်မေ့သွားရင်တော့ကိုကပြဿနာတက်လိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ password လေးတွေနဲ့ဒီလိုပုံစံမျိုး guided access လေးနဲ့ protect လုပ်လို့ရပါပြီနောက်တစ်ခုကဘာလဲဆိုတော့ဒီ iOS ပေါ့နော်ဒီ 80. file လား4လားတော့မသိဘူးကျွန်တော်လည်းတီးကြမသိလိုက်ဘူးဖြစ်သွားတယ်ပေါ့เนาะအဲ့အချိန်မှာသူဘာလို့ထပ်ပြီးတော့ကျွန်တော်တို့ကိုဒီ function လေးတစ်ခုပေးလိုက်လဲဆိုရင်ကျွန်တော်ကဒီဥစ္စာလေး screen လေးကိုတစ်ချက်ဒီလိုကြီးဖိထားလိုက်မယ်ဖိထားပြီးတော့ကျွန်တော်တို့ control နောက်ထပ် control tab ပေါင်းထည့်လိုက်မှာပေါ့နော်အဲ့ဒီမှာဗတ်ထည့်မလဲဆိုတော့ကျွန်တော်တို့ဒီမှာ sleeping ဆိုပြီးတော့ရေးလိုက်ပေါ့နော်ဒါဆိုရင်ဒီမှာ sleeping ဆိုတဲ့ icon လေးပေါ်လာမယ်ဒါလေးရွေးလိုက်မယ်ရွေးပြီးတော့ဒီကောင်ကိုအောက်လေးခဏချလိုက်မရှင်းတော့အောင်ဒါဆိုရင်ကျွန်တော်တို့ဒီမှာဒီ sleeping icon လေးပေါ်လာပြီပေါ့နော်ဒီကောင်လေးကဘာလေးလဲဆိုတော့ကျွန်တော်တို့ကဒီမှာ internet ဖွင့်ထားဖို့တော့လိုအပ်တာပေါ့နော်ဒါလေးကိုတစ်ချက်နှိပ်လိုက်တဲ့အခါမှာကျွန်တော်တို့8တဲ့အချိန်မှာပေါ့နော်ဒီကောင်ကဒီ Apple Music ကနေပြီးတော့ဒါ Apple Music subscription ယူထားမယူထားပြဿနာမရှိဘူးပေါ့နော် ဒီဒီလိုမျိုးလုပ်လိုက်ပြီဆိုတာနဲ့ तू อ่ะသူ့ရဲ့လေဒီအိတ်ချိန်လေးကို तू อ่ะဒီတန်ဆင်လေးတစ်ခုနဲ့ तू อ่ะလုတ်ပြီးနေမှာပေါ့เนาะပြောချင်တာ ASMR လို့ပုံစံမျိုးပေါ့ဗျာဒါပေမဲ့ तू อ่ะပို့ပြီးတော့ဒီညင်ညင်တတလေးနဲ့ပေါ့เนาะအိတ်ဆက်လို့ပို့ပြီးတော့ကောင်းအောင်လုတ်ပြီးတယ်လို့ပေါ့เนาะနောက်ထပ် function လေးလည်းရှိသေးရဗျာအဲ့ဒါကဘာလဲဆိုတော့ကျွန်တော်ဒီမှာ music ကိုပဲယူလိုက်တာကောင်းတယ်เนาะ music ကိုယူဒီမှာဆိုရင် chill လုတ်မလား productivity webian ဘောကဒီဥစ္စာလေးတွေနဲ့ကျွန်တော်တို့အဲ့ icon လေးတွေထားပြီးတော့သူနဲ့သက်ဆိုင်တဲ့အမျိုးအစားလေးတွေကို play လုပ်လို့ရတယ်ဆိုတဲ့သဘောမျိုးပေါ့နော်အဲ့တော့ဒီဥစ္စာလေးကလည်းတော်တော်လေးတချို့ပေါ့နော်ကိုက stress release လုပ်ချင်တဲ့သူတွေအတွက်ဆိုရင်တော့တော်တော်အသုံးဝင်တဲ့ function လေးပါနောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ကဒီမှာ setting တွေကိုသွားလိုက်မယ်သွားပြီးသွားပြီးဆိုရင်ကျွန်တော်တို့ဒီ accessibility တွေကိုဝင်လိုက်မယ်ပေါ့နော်ဝင်ပြီးသွားပြီးဆိုတော့ကျွန်တော်တို့ဟိုးအောက်လောက်မှာပေါ့နော်အောက်တော့မရောက်ပြဒီအလဲလောက်မှာပေါ့နော် live caching ဆိုပြီးရှိတယ်ဒါလေးကဘာလေးလဲဆိုတော့ကျွန်တော်တို့ဒီကောင်လေးကိုအဖွင့်ပိတ်ဒီနေရာမှာလောက်ရမှာပေါ့နော် ဒါဖွင့်လိုက်မယ်ဆိုရင်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ဥမာတဘောက YouTube တွေပါကြည့်တယ်မလား YouTube ကြည့်တဲ့အခါမှာအောက်က subtitle ထိုးတယ်ပေါ့နော် YouTube ရဲ့အတန်ပေါ်မှာမူတည်ပြီးတော့ subtitle ထိုးတာအဲ့တော့ subtitle အဲထိုးတဲ့တချို့ content တွေရှိတယ်လို့တချို့ content တွေကြတော့လဲ subtitle မထိုးတဲ့ဟို content တွေရှိတယ်ပေါ့နော်ဒါ YouTube မှာမဟုတ်ဘူးဒါကိုယ့်အနေကိုတခြားပေါ့နော်ဥမာအဲတဘောကဗျာတခြားဒီ video ဘယ်ရ video ပဲရရပေါ့နော်အဲ့ video ကျွန်တော်ကြည့်နေတဲ့အခါမှာ အင်္ဂလိပ်လိုသူပြောတယ်ဗျာအထက်နဲ့နားထောင်လို့မရဘူး subtitle ပါထိုးခြင်းနဲ့ဆိုရင်ကျွန်တော်တို့ကဒီ live caption ဆိုရဲသူ့ရဲ့ bean function လေးကိုကျွန်တော်အသုံးပြုပြီးတော့ဒီ subtitle ကိုကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတော့ဒီကောင်လေးကို online အောင်မယ်ဒါလေး online ပြီဆိုတာနဲ့ကျွန်တော်တို့ဒီမှာ window အသေးလေးထွက်လာမယ်ပေါ့နော်ဒီ window အသေးလေးရပါလိမ့်လဲဆိုတော့ကျွန်တော်တို့ဒီမှာဆိုရင်ဒီကောင်ကိုပေါ့နော်ကျွန်တော်တို့ဒီမှာ setting လေးတွေ change လို့ရတယ်တဘောက ဒီမြားလေးရပါလေလဲဆိုတော့ဒီနှိမ့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီအတွင်းဘေးမှာပေါ့နော်သူက auto ready to use သဘောမျိုးအနေနဲ့သူကရှိနေမယ်ပြီးပြီဆိုရင်ကျွန်တော်ဒါလေးတစ်ချက်နှိမ့်လိုက်မယ်ဆိုရင်သူကဒါဖြန့်ကားပေးလိုက်မယ်ပေါ့နော်ဒါတစ်ခုနောက်တစ်ခုကကြတော့ဒီမှာကြတော့ဒီမှာ microphone ကနေပြီးတော့ဒီအတန်ကိုယူမလားဒါမှမဟုတ်ဒီဖုန်းရဲ့ iPhone ရဲ့ audio တွေကယူမလားဆိုတာပြတာပေါ့နော်အဲ့တော့ဒါကလည်းကျွန်တော်တို့ဒီမှာ ကိုကြိုက်တဲ့နေရာကိုကြိုက်တယ်လို့ယူပြီးတော့လုပ်လို့ရတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ဒီ YouTube ပေါ့နော် YouTube တစ်ခုဖွင့်ပြမယ်ပေါ့နော် YouTube ကတော့ အတန်ပိတ်ထားဖို့လိုရပါတော့ကြီးလိုက်တဲ့အချိန်မှာကျွန်တော်တို့ကဒီသူသူပြောတဲ့ဥစ္စာစားဒါသူ့ရဲ့ဘေးရင်ပေါ့နော်ဘေးရင်သူပြောတယ်အဲ့ဒါကိုကျွန်တော်တို့ကဒီမှာကြီးလိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်သူပြောတဲ့အတိုင်းပဲဒီအောက်မှာ အကုန်လိုက်ပြောနေတာပေါ့နော်ကျွန်တော်တို့ကဒီနေရာမှာသူ့ရဲ့ဒီ subtitle ဒါမရှိခဲ့ဘူးဆိုရင်ပေါ့နော်ဒီနေရာမှာဒီ function ကတော်တော်အသုံးဝင်မှာပေါ့နော်ဒါ subtitle ရှိနေလို့ဒါ subtitle မရှိတဲ့ video တွေလည်းရှိတယ်ပေါ့နော်အဲ့မှာတော့ YouTube ရဲ့ auto translate feature ကိုတော့သုံးလို့ရပါမယ်ပေါ့နော်ဒါ YouTube ဖြစ်နေလို့ YouTube မဟုတ်တဲ့တခြား ဒီတခြားအတိုင်းမှာတခြားဗီဒီယိုတွေကိုကိုကဖွင့်တဲ့အခါမျိုးမှာဒီလိုမျိုး subtitle တွေပါထိုးနေတဲ့အခါကျတော့ပို့ပြီးတော့ကျွန်တော်တို့ကြည့်လို့ပို့ပြီးတော့မိုက်တာပေါ့ဗျာတခါလေကျရင်ကျွန်တော် movie တွေကိုလေတခြားလေ torrent တို့ပါတို့အဲ့လိုမျိုး site တွေကနေပေါ့ယူပြီးတော့ download လိုက်တယ်ဒါပေမဲ့ subtitle တွေမထွက်သေးတဲ့အချိန်တွေရှိတယ်အဲ့လိုမျိုးဆိုရင် app video တွေကိုကျွန်တော်တို့ကဒီသူ့ရဲ့ဒီအတန်တိုင်းကျွန်တော်တို့က subtitle တွေအင်္ဂလိပ် subtitle subtitle တွေပေါ့နော်ထားပြီးတော့ဒီ live caption function ကိုသုံးလို့ရတယ်ပေါ့နော် ါလေးကတကူပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့က live speech ဆိုတာရှိသေးတယ်ပေါ့နော် live speech ကကြတော့ဘာလဲဆိုတော့ဒါလေးကိုကျွန်တော်တို့က online တယ်ပေါ့နော် online ရုံနဲ့တော့သူကတော့အလုံးမလုပ်သေးဘူးကျွန်တော်တို့ဒီမှာ shortcut တွေကိုဒီ accessibility shortcut တွေကိုပြန်သွားရမှာပေါ့ပြန်သွားပြီးတော့ကျွန်တော်တို့ကဒီမှာ live speech ဆိုတာလေးရွေးပေးထားရမှာပေါ့နော်သူကလည်းသူလည်း default တော့ရွေးပေးထားတယ်ဗျအဲဒါဆိုရင်ကျွန်တော်တို့ဒီမှာ၃ချက်နေလိုက်မယ် သုံးချက်နှိပ်လိုက်တဲ့အခါမှာကျွန်တော်တို့ကဒီမှာ live speed ဆိုတဲ့ box လေးပေါ်လာတယ်ပေါ့နော်ဒီသဘောကဘာလဲဆိုတော့ကျွန်တော်တို့က phrase တွေကိုကိုယ့်အကိုစာစာလေးတွေထည့်လို့ရတယ်ဥပမာသဘောကပြောကျွန်တော် hello welcome ဆိုပြီးတော့ကျွန်တော်ရိုက်ထည့်လိုက်တယ်သဘောကဒီစာလေးကိုကျွန်တော်ကဒီဖတ်ခိုင်းလိုက်လို့ရတယ်ပေါ့နော်သဘောကကိုရိုက်ထည့်လိုက်တဲ့အဥ္စာကိုဖတ်ခိုင်းလိုက်လို့ hello wall ပေါ့နော်တဘောကအဲ့လိုမျိုးဖတ်ခိုင်းလိုက်လို့ရတယ်အဲ့လိုမျိုးပဲကျွန်တော်တို့ကဒီမှာ save ထားတဲ့ phrase တွေရှိတယ်ဆိုရင်လည်းကျွန်တော်တို့ကဒီမှာ damage ကြည့်လို့ရတယ်လို့ phrase တစ်ခုခုကိုလည်းကျွန်တော်တို့ကဒီ save category အောက်မှာသွားထားလို့ရတယ်ပေါ့နော်နောက်ပြီး reason ကျွန်တော်တို့အရင်ကဒါ hello welcome နော်အဲ့မှာအတန်းဘယ်လိုဖြစ်နေလဲဆိုတော့ကျွန်တော်အတန်းဖြစ်နေတာဘာဖြစ်လို့လဲဆိုတော့ဒီမှာ personal ဒီ voice ပေါ့နော် personal voice မှာကျွန်တော်ကကျွန်တော်ရဲ့ဒီအတန်းကိုကျွန်တော် ဟိုဘယ်လိုပြောမလဲထည့်သွင်းခဲ့လို့ပေါ့နော်အဲ့တော့ဒီ personal voice အတန်နဲ့ပတ်သက်ပြီးတော့တော့ကျွန်တော်နောက်ဗီဒီယိုတွေမှာထပ်ပြီးတော့ပြောပြမှာဖြစ်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော်ရဲ့အတန် simple ဆိုပြီးတော့ဒီမှာထားထားတဲ့သဘောပေါ့နော်အဲ့လိုမျိုးပဲကျွန်တော်တို့ကအဲ့နေရာမှာအဲ့လိုမလုပ်ထားသေးတဲ့သူဆိုရင်အင်္ဂလိပ်မာတို့တရုတ်မာတို့အဲ့လိုအတန်ဒီမှာအပြောင်းလဲလုပ်လို့ရမှာပါနော် အဲ့တော့ကျွန်တော်တို့ကဒီမှာ live speech ကစာနေပြီးတော့ speak ဖြစ်အောင်သူကလုပ်တဲ့ function လေးပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ကဒီ double app ထဲကိုသွားရဆိုကြပါစို့အဲ့ဒီမှာကျွန်တော်တို့ကပုံတွေကိုကျွန်တော်တို့ note app ထဲကိုထည့်မယ်ဆိုအဲ့ဒါဆိုရင်ကျွန်တော်တို့ကထည့်လို့ရတယ်ပေါ့နော်ဒါလေးကိုကျွန်တော်တို့ကဒီမှာဒီလိုမျိုးလေးအသေးလေးလောက်လိုက်မယ်လှုပ်ပြီးတော့ကျွန်တော်တို့1 2 3 4ဒီလိုမျိုးလေးကျွန်တော်တို့ယူပြီးတော့ဒါလေးကို out sorry ပေါ့နော်အောက်ချပေါ့အောက်ချပြီးတော့ကျွန်တော်ဒီမှာ note app ထဲဝင်ဝင်ပြီးတော့ဒီလိုလေးထည့်လိုက်ပြီးဆိုရင်ဒီ note app ထဲမှာပေါ့နော်ဒီပုံတွေအကုန်လုံးတန်းစီပြီးတော့ဝင်သွားမှာပေါ့နော် တော့ကျွန်တော်တို့ကအချိန်ပို့ပြီးတော့တက်တာပေါ့နော်ဒီကနေပြီးတော့ကျွန်တော် attachment တွေပေါ့တော်တော်ပြီးရွေထွက်ရတာပို့ပြီးတော့အလုပ်ရှင်တွေတကောင်းပို့ပြီးတော့ smash ကြရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီနေ့အတွက်ကဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်ပြီးတော့ပြန်ဆောင်ကြတာပါဗျာ